အညာတခွန်းကပြကြောင်းကုန်စင်ပြောပြရရင်အာနာရှင်တော်လည်းရင်အမြင့်ဖြုတ်ဖို့ပြင်းတော်တော်ကပြည်သူများညီညွတ်လို့ပင်ဖတ်စစ်ဒေါ်လာရဲ့ထပါလိမ့်မယ်တင်ဖက်ဒရယ်ပြည်တော်စုရဲ့ရှေ့ပြင်ဖက်ဒရယ်ယူနစ်စနစ်တစ်ခုပေါ်ပေါက်လာမှာဒီကံတွေပြင်းပြကြောင်းကုန်စင်အညာတခွန်း 个金。嗯 <noise> ပါတယ်တော့လွန်ခဲ့တဲ့နှစ်နှစ်ကမောင်ကျင်စုပ်အာနာသိန်းတို့ကတော့ဒီလိုနှစ်လာကြာရှိပြီးသူခုကန်ဆန့်ကျင်မှုတွေ့ရလိမ့်မယ်လို့မျှော်လင့်ခဲ့ဟာမတူဘူးတော့တွက်ရေးကဆက်တထေးပေါ့တော့တွက်ကြည့်မှဆက်မရှိုံနဲ့မကအိမ်မရှိရာမရှိကြိုးစဉ်တက်ရမယ်ဂိမ်းစိုက်တဲ့ပေါ့နောက်ထပ်ပြောချင်တာကအဘာတော်ရဖွာထမ်းရလိုက်မယ်ယုံအနေရီမမှုပါကွယ် ဘာဘာတွက်ကံမဲယုံဆိုတဲ့အာနာယူတောက်တိုင်းစစ်သားတွေနဲ့နမ်စီရီယန်တွေပါပဲတော့အစတော့ကတော့နွန်းလေးတွေဟာဖယားလိုလိုတရားလိုလိုနဲ့မြမာပြည်ကြီးငိမ့်ချမ်းပါစီ ဆိုပြီး ဟီလာတိုက်နေနိုင်နေတယ်အခုတော့သူတို့အဘကျင်ဆိုးနဲ့အတူ မပြန်လန်းများရတဲ့အထက်နွမ်းနေလဲပါလာခဲ့ပြီပေါ့တော့ပါလာခဲ့ပြီပေါ့အမျိုးသားတိုင်းမငန်ကောင်စီကထောက်ပြန်လိုက်တဲ့ စစ်တပ်တောက်တိုင်း non serium တွေကိုအရေးယူတဲ့မူဝါဒနဲ့အညီကျုပ်တို့အညာဒေသကတော့လက်မနေပဲအရေးယူလိုက်ပါပြီတော့စကားစားတောက်တိုင်းမုံရွာစီပင်ကဒူဦးစီမူမိုးစော်ကို မုံရွာပလဖကဖမ်းပြီးအခုတော့အကျန်းဖက်ဥရိနဲ့အညီတရားစွဲဆိုအရေးယူတော့မှာပါမကြခင်မှာအညာဒေသအသီးသီးကနန်းတွေကိုလည်း စစ်ကောင်စီရဲ့တောက်တိုင်အဖြစ်ဆက်ရှိနေအောင်မယ်ဆိုရင်တော့နိုင်ငံတော်ရဲ့မူဝါဒနဲ့အညီဖမ်းဆီးအရေးယူခံရမှာဖြစ်တာမို့ပြည်သူမျက်မှောက်ကိုမြန်မြန်ဆန်းဆန်းအလင်းဝင်ရောက်ဖို့တိုက်တွန်းနေတာပါတော့အပြောမဟုတ် အလုံနဲ့မို့နမ်စီရီယံများသတိထားလို့ပဲဒီနေရာကနေနှိုးစော်လိုက်ပါတယ်တော့အဲရွေးကောက်ပွဲဆိုလို့မအလာကျင်စိုးကရွေးကောက်ပွဲကိုနိုင်ငံအနှံ့အကြမ်းမလက်ကျင်းပါမယ်ဆိုပြီးလေကြီးနေပြန်ပြီကြားတယ် ပြောချင်တာကတော့တနိုင်နှလုံးအကြမ်းမလက်ကျင်းပခွင့်မရရင်မကျင်းပသေးဘူးဆိုတဲ့သဘောပါတော့2030နဲ့2015 2020တွေမှာတောင် အကြမ်းမလက်ကျင်းပလို့မရတာအခုအချိန်နေရအနှံ့တိတုခုကန်စစ်အားကောင်းနေတဲ့အချိန်ရွေးကောက်ပွဲကြီးဟွဲချီးဖို့ဆိုတာအိမ်မက်တစ်ခု ပြဇတ်တပုတ်ထဲမပူတာကိုစိတ်ကူးရင်ပြောနေတာဟုတ်တော့ဒါအပြင်သူ့ပါပါကြီးတယောက်ကလည်း NLD မပါရင်ရွေးကောက်ပွဲအသိမှမပြုတ်ဘူးဆိုတာစောင်းပါရိတ်ချီတတိပေးသွားတော့ NLD ပါအောင်လဲလောက်တက်တဲ့ညာကြီးကမရှိတော့ရွေးကောက်ပွဲကိုမဖြစ်မနေ ပုံဖော်ဟန်ပြပြီးအကျန်းဖက်တွေက ဖြက်လို့ပြည်သူရွေးကောက်ပွဲတည့်ရတယ်ဆိုပြီးညက်ရီချူပါလိုက်မယ်အဲတခင်အားရကြုံပါဝပြီးရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခြင်းရဲ့ဆက်ဆက်ရိုးနေကြတဲ့နွမ်းတွေကတော့ ို့ထိုက်နဲ့ကို့ကံခံရုံပေါ့တော့သိတယ်မလားရွေးကောက်ပွဲပြက်ပြားနှောက်နှေးစေချင်တာကတော်လန်ရေးဗက်သားတွေကတစ်ဖက်ထဲမဟုတ်ဘူးဆိုတာပဲနော်ကဲကဲလေကျော်ရှင်းနေတာနဲ့အားရပါးရပြောချင်တဲ့အညာတိုက်ပွဲတွေအကြောင်းတောင်မရောက်တော့ဘူးဖြစ်နေတယ်တော့ပထမဆုံးအညာအထက်ကကတာလက်ချက်ကိုပဲစကြတာပေါ့ ABSDM ဆိုတဲ့အဖွဲ့ဟာ1988ကတည်းက လက်နက်ကင်တော်လန်ရေးကိုရွေးချယ်ခဲ့ကြတဲ့အဖွဲ့ဖြစ်ပြီးအနှစ်30ကျော်စစ်အာဏာရှင်ကိုတော်လှန်ခဲ့ရမှာလက်ရှိအချိန်မှာလဲ ERO တွေမျိုးဥတော်လိုင်းရေးကမွေးဖွားခဲ့တဲ့ PDF တွေနဲ့တွက်ဖက်ပြီးလက်စွမ်းပြနေစေဆိုတာဒီပွဲမှာပေါ်လွင်ခဲ့ပါတယ်။ကသာမိုးတာတဝိုက်မှာထိုးစစ်ဆင်းလာတဲ့စစ်တပ်ကို ABS GF အပါဝင်မဟာမိတ်တပ်ပေါင်းစုကရွရွချင်းချင်းဖွဲ့ထည့်လိုက်တာ စစ်ကောင်စီတပ်သားပေါင်းများစွာစမုံတုံးကုန်ပါတဲ့။ဒါနဲ့ရှယန်းရမ်းပြီးမဆိုင်တဲ့တေးရွာလေးမှာလုံနေတဲ့အလှပွဲတစ်ခုကိုဘုံသွာကျေးပါတဲ့။အော်ဖက်စစ်တည်းတေမပြောက်ဆိုတာဒါပါပဲတော့အပြစ်မဲ့ပြည်သူခုနှစ်ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရတဲ့ပေါ့တော့။တက်ချင်းမရှင်ရဲရင်ပြည်သူကိုရုတ်မာတာကိုနိုင်ငံတကာကထိုင်ကြည့်နေတဲ့တွေကတော့စကားစာဖို့ပြည်သူကိုဒုက္ခပေးနေအောင်မှာ အမှန်ပါပဲတော့အခုအချိန်စကားစကိုလည်းအားကိုးမရတော့ပဲအပြေးကြီးပြင်းနေတာကတော့ပြူရွာတွေပါတော့ပလဲပြူရွာရွှေဘိုးပြူရွာမြိုင်နဲ့ဒဇယ်ပြူရွာတွေကိုပြည်သူကာဝရေးတပ်ပေါင်းသူတွေကအချင်းချင်းဝင်စီပြီးတိုက်ခိုက်နေတော့သူတို့အားကိုးတဲ့စကားစတာလေသူ့ဘာသာဒစ်လဲနေပြီဆိုတော့ပြေးယုံမှတပါ အချားမရှိပါတော့ပြေးထားကြတော့ပြူလေးတွေရေ လက်နဲ့အပ်ပြီးအလင်းဝင်ရင်လဲစုရီပေးနေပါတယ်နော်စိတ်ကူးမလွဲကြပါနဲ့လို့ဒီလိုတိုက်ပွဲတွေမှာအသာစီးရနေတယ်လို့ပဲရင်းမပင်ခရိုင်တကြောမှာတော့ဆကဆတွေဟာကျွေးရတွေကိုအကြောင်းမဲ့စစ်ကြောင်းထိုးပြီးလူတက်မိရှို့လုံနေကြကြပါတော့ဒီကနေ့နောက်ဆုံးရရှိခဲ့တဲ့သတင်းချက်လက်တွေရသခိုင်းတိုင်းမှာအင်ဂျီ၄တောင်းကျော်နေပါမိရှို့ဖြက်စီးခံထားရပြီး စစ်ဘေးရှောင်ပြည်သူပေါင်း9000ကျော်အထိရှိနေပြီးတနိုင်ငံလုံးမှာအဆိုးရွားဆုံးစစ်ဘေးတင်ဒေသဖြစ်နေပါပြီတော့ဒါကြောင့်စစ်ပွဲရှိရင်စစ်ရှောင်ရှိရမယ်စစ်ရှောင်ရှိရင်စစ်ရှောင်ကူရမယ်ဆိုတဲ့သဘောကိုစိတ်ထဲပိုက်ပြီးကူကြလူကြပါအောင်တော့နိုင်ငံရေးအနေထားကိုပြောရရင်စစ်ကောင်စီကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်မျက်နှာနှစ်ဖက်နဲ့လှုပ်ရှားနေတယ်လို့နုကြည်နဲ့တော်လိုင်းရေးဘက်တော်သားများကလည်း 2023အမြင့်ဖြတ်ပလန်ရလိုအပ်တဲ့ဘန်နာငွေတွေရှာဖွေနေပါတယ်။ရဲဘော်တွေကလည်းအသက်နဲ့ရင်းပြီးတိုက်နေတယ်လို့အညာပြည်သူတွေကလည်းစီးစိမ်အောက်စာတွေနဲ့ရင်းပြီးရဲရင်နေကြပါတယ်။ဒါကြောင့်ကြံတဲ့ပြည်သူတွေအနေနဲ့ကြာရတာဝန်ကနိုင်တယ်လို့ထမ်းပြီးဖက်ဒရယ်ပြည်အောင်စုလမ်းကိုရှောက်ကြပါစို့တော့။အညာဖက်ဒရယ်ကောင်းရအောင်။ကျောင်းကောင်းစီတဲ့ done.